ကျမရဲ့မီဒီယာ channel လေးကိုနားဆင်အားပေးနေကြတဲ့စာပေချက်ပရိသတ်များလုံးမင်းမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့် စလင်းကတော့အယုတ်အယောင်အရေးလိုအမည်ကြတဲ့သတိသုံးမိခချပွေရာမိုကင်ဖြစ်ရမန်စလင်းကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။လောကမှာလူများစွာရှိတဲ့ကဲ့သို့အကြောင်းပေါင်းများများစွာရှိတဲ့ တချို့အကြောင်းကစွန့်ပြက်ကြီးနူးဖွယ်ကောင်းနေတချို့အကြောင်းက လွမ်းမောဖွယ်ကောင်းနေကျွန်တော်ကစာရေးဆရာတဦးပြီးပြီးရောက်ရရှမ်းမှာ တွေ့ရလူများရဲ့ဘဝအကြောင်းရာပေါင်းမနေလာတော့တချို့အကြောင်းကတမန်ရိုးကြဆန်းပြီးသင်္ကန်းစာရာစီကတချို့အကြောင်းကစမ်းကြေပြီးအန်အောဖွယ်ကောင်းနေအခုကျွန်တော်တင်ကြမိအကြောင်းကမထူးတဲ့အောင်ရှိတော့လေစမ်းနေလို့ချင်းရတယ် ဘာကြောင့်လဲဆိုတော့ထိုအကြောင်းကဝိထုဆန်လာပြီးမယုံနိုင်စရာကောင်းလာရင်တကယ်လို့တင်က ကိုချင်းသည်တနေရာမှာတွေ့မယ်ဆိုပါစုံတင်ကကိုချင်းသည်ကိုလူသက်သမတဦးအဖြစ်ယုံကြည်မှာမဟုတ်ကိုချင်းမင်းကဗကတိဒီညီဖြူစင်နဲ့အသင်လက္ခဏာရှိလူဖြစ်တဲ့ကိုချင်းမင်းကမျက်လွန်ကိုချတာပြီးစကားကိုညင်သာစွာဆိုတဲ့ကျွန်တော်နဲ့ကိုချင်းမင်းတို့စုံစည်းတွေ့ဆင်ခြင်းကအင်းစိန်ထောင်မှာဖြစ်တဲ့ တုံးဆက်အတိုင်းကျွန်တော်ကလည်းအခန်းစရီစရင်ယူချိန်အကူညီပေးတဲ့အနေနဲ့မေးမြန်းအမှုကိုပြုလုပ်တယ်။အခန်းစရီတပည့်ကစရင်သွင်းနေ။ကိုချိန်မြင့်အလက်ရောက်တော့တုံးဆက်အတိုင်းမေးမြန်းကြတယ်။အမီချိန်မင်းမအသက်ကရော55နှစ်ပါဆရာအဖအမီပြောပါ။ဦးအောင်ချိန်မပြင်းမှုကလူသက်မှုအလောင်းဖြောင်းမှုပါဆရာ။ကြည်တန်က10နှစ်ပါဆရာ။ ကျွန်တော်မေခွင်းကိုမိရင်အံ့ဩမိရင်ကျွန်တော်ရှိကိုအကျဉ်းသားတူဖြစ်ရောက်နေတော့လေမယုံကြည်လားတခုခုမားနေသလားလို့မစီမဆိုင်တွေးမိရင်ဒါကြောင့်လေညာအိယာချပြီးချိန်မှာကိုချိန်မင်းကို တွေးဆောင်ခဲ့တယ်ကျွန်တော်စိတ်ထဲမှာမယုံမကြည်ဖြစ်နေခဲ့တယ်ကိုချိန်မင်းကကျွန်တော်တကယ်ပဲပြင်းမှုကိုကျူးလွန်ခဲ့တဲ့အပေါင်းဟီးဟုတ်လားကွာဟုတ်တယ်ပေါင်း ျွန်တော်ဒီပြင်းမှုကိုလွန်ခဲ့တဲ့ဆယ်နှစ်ပတ်ဝန်းကျင်ကကျူးလွန်ခဲ့တာပြီးတော့ဒီပြင်းမှုကိုကျွန်တော်ကိုယ်တိုင်ဖျောက်ဖျက်ခဲ့လို့ပျောက်ခဲ့သလောက်ဖြစ်နေတာဒါဆိုဒီပြင်းမှုပေါ်ပေါက်လာတာဘာကြောင့်လဲကိုချင်းမင်းကတပြင်းကိုကြာပြီဟုတ်ကဲ့ကျွန်တော်သားကြောင့်မှာအပေါင်ဟင်ခမသားကြောင့်ဟုတ်လားခမသားကဘလို့ဒီအမှုထဲမှာပါလာတာလဲခမသားကဘယ်ရွယ်မှုလဲ၆၆နှစ်ပါအပေါင်ဟေး၆နှစ်တည်းဟုတ်လား ဟုတ်ပါရဲ့ပါအဘာသိချင်ကျွန်တော်ပြောပြပါမယ်။อืมကျွန်တော်စိတ်ဝင်စားတာကတော့အမှန်ပါပဲဗျာ။ဟုတ်ကဲ့အဖြစ်ကဒီလိုပါ။ကိုချင်းမင်းကသူ့ရဲ့ဂျင်းနာဘွေဇလန်းလေးကိုဒို့တို့စားလိုက်တယ်။ကိုချင်းမင်းမှာမိစေတူရှိတယ်အခင်ဆုံးလို့လည်းပြောလို့ရတယ်။ အလုတ်တူတငယ်ချင်းလေးဖြစ်တဲ့သူနာမည်ကကိုစမ်းမော်ဖြစ်တဲ့ကိုချိန်မင်းနဲ့ကိုစမ်းမော်ကနေလေကန်ထွိုင်းလုတ်ကိုလုတ်တဲ့ကိုစမ်းမော်ကအတော်စားရှိပြီးဝေရှိလို့ကဝေနဲ့အကြရာကိုစုံမှုလို့စိတ်ရှိတဲ့မြဝကျုံမော်ရွာလေးတရာမှာဇပွဲကန်ထွိုင်းလုတ်ခြင်းကိုချိန်မင်းနဲ့မတ်တီရီဆိုတဲ့မိန်းကလေးတို့မြစ်တာများခဲ့ကြတယ်မတ်တီရီတို့မိသားစုကချိုးတဲ့ပြီး မသီရီကယူသားသူဖြစ်တယ်။မသီရီနဲ့ကိုချိန်မင်းတို့မြစ်တာများရဲ့အကြောင်းကိုလေကိုစမ်းမော်တည်ထားတယ်။ဒါပေမဲ့ကိုစမ်းမော်ကမယူသားခင် တနေ့မသီရီကကိုချိန်မင်းကိုပြောပြတယ်။ကိုချိန်မိမိတို့ကသီရီကိုကိုစမ်းမော်နဲ့ယူဖို့နားချနေပြီဘယ်လိုလုံးမလဲရင်အဲ့ဒီလိုပြောတော့ကိုချိန်မင်းအံ့ဩတော်တယ်။သူတို့အဖြစ်အပျက်တစ်ခုကို ကိုချိန်မင်းသတိရှာမိတယ်။ တညမှာကိုစမ်းမအရှံမူလာရဲ့ပြီးရောဒီညတော့ငါမင်းကိုအပြည့်ပြဲမယ်ချင်းမင်းငါသီရိကိုချစ်နေပြီကွာဒူသူပြောရာကိုချိန်မင်းကကိုစမ်းမကလည်းပြကျွန်တော်နဲ့သီရိအချောင်းကိုလည်းခမရအတီဆုံးမင်းခမရစဉ်းစားပါဦးအဲ့ဒီလိုပြောတော့ကိုစမ်းမကတားဟားနေရှိမော်ရဲ့သိရလေဘာဖြစ်လို့လဲအဲ့ဒါဘာဖြစ်လဲကွာအချင်းဆိုတာတားမရဘူးငါဆုံးဖြတ်ပြီးပြီ တီရီဟာငါများပဲဖြစ်ရမယ်ငါမှငွေရှိတယ်ဒီငွေနဲ့ငါတီရီကိုရရှိမယ်ခမားကလူရုံမှာပဲအချင်းနဲ့ဆင်မှာမတရားတာမရှိဘူးကွာအဖြစ်ကတော့အဲ့ရပါပဲဆရာอืมဒါဆိုစမ်းမော်ကတစ္ဆာမရှိတဲ့အကောင်ပဲอืมဟုတ်တယ်ဆရာသူကတီရီရဲ့မိဘကိုငွေနဲ့စီးအောင်တယ်လေတီရီရဲ့မိဘကလည်းစင်းရဲတော့ကျွန်တော်အပြစ်မပြောပါဘူးဒီတော့မင်းပါလို့လေမင်းစမ်းမော်ကိုတက်လိုက်လား အဲ့ဒီတုန်းကကျွန်တော်စမ်းမော့ကိုမတက်ပါဘူး။တီရီကိုကျွန်တော်ခိုးယူခဲ့တယ်။ခတ်တာကဒီအချိန်မှာစမ်းမော့ကကျွန်တော်တို့ဘုံနေရာကိုရောက်လာရဲ့စီရ။သူကဘာလုပ်ဖို့လဲ။ဘာလာလောက်တာလဲကွာ။သူကတော့အခုညီပေးမလို့လို့ပြောပါတယ်။ကျွန်တော်ရောတီရီရောမယုံတော့ဘူးစီရ။ဒါကြောင့်မင်းစမ်းမော့ကိုတက်လိုက်တာလား။ဟုတ်ပါရဲ့စီရ။စမ်းမော့လိုက်လာပြီးပြန်မလိုက်ဖို့ရင်တက်လိုက်တာပါ။ပြီးတော့သူတကူလုံးကောင်းကျင်းတုတ်တထုတ်လို့ကျိုးနဲ့အထက်ထက်ချင်း လက်စတိနဲ့တုံထင်းရှုတစ်တာရဲ့တဲပြီးရှိုးထဲမှာပြစ်ထားလိုက်တယ်ဆရာဒီအတွက်ရောမြင်ပြဒနာရှင်းရသေးလားရှင်းရတာပေါ့ဆရာ စမ်းမော်ပြီးပါတွေကလူပြောက်တိုင်တော့ကျွန်တော်ကိုစိတ်ကြစီးကြတယ်ဒါပေမဲ့စမ်းမော်ဒီသလားရှင်းသလားဘယ်သူမှမသိကြတယ်လို့တတ်သေးလည်းမရှိလို့ကျွန်တော်ထွက်ခဲ့ရတယ်မင်းသားကဒီအမှုနဲ့ဘယ်လိုပတ်သက်လို့လဲဟုတ်ကဲ့ပြောပြပါမယ်ဖြစ်ပုံကပြောရရှင်တော့ရင်နာကြပါဆရာရဲ့ ကိုချိန်မင်းနဲ့တီတီတို့အိမ်နောင်တန်နဲ့နဲ့မှာတားဦးလေးကိုရှာခဲ့တယ်။တားလေးကချစ်ချာကောင်းတော့လေ။ကံနေတယ်လို့ပြောရမယ်။တားလေးရဲ့တကူလုံးမှာကျိုးနေတုတ်သားရဲ့တန်ရများမြင်မကောင်းအောင်ပါပြီ။ဘယ်ဘက်လက်လေးကမွေးရပါမကောင်းလို့ဖြတ်ပြေးလိုက်တယ်။တားလေးကိုအများစုကလူဝင်စားလို့ပြောကြပြီး ကိုချိန်မင်းကတော့မသိ။ကိုချိန်မင်းတိရာကတားကလေးမွေးကလေးကကိုချိန်မင်းကချီလို့မရ။ ကိုချိန်မင်းချီလိုက်ရင်ဒါလေးကချောမရအောင်ကိုတိန်လမ်းမလွတ်တာနေတပြိုင်နဲ့ကလေးကငိုတိတ်တိန်ဟာမင်းကလေးကဆန်းလာကြည့်လားဟုတ်တယ်ပါ ကျွန်တော်ဒါလေးမွေးပြီးရဲ့နောက်ပိုင်းကျွန်တော်လေးပြမတန်ဖြစ်လာတယ်အများကလူဝင်စားလို့ပြောကြတယ်လို့ဒါလေးကိုဘောကဒဏ်ရာဒဏ်ချက်တွေနဲ့ကျွန်တော်ချင်းရင် ကျွန်တော်ကိုမြင်ချင်းငိုရာလေးကိုဆက်တွေးရင်စမ်းမော်များဝင်စားသလားလို့တွေးရင်းနဲ့စိုးရိမ်မိတယ်။ချင်းနိုင်ပါမလားကွာ ချင်းနိုင်ပါမလားလို့ပထမတော့ကျွန်တော်လေးဖြေတယ်စကားပြောတတ်တော့ပို့ပြီးတော့ခြောက်ခြားလာတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကကျွန်တော်ကိုတွေ့ရင်ချိန်မင်းငေါ့ကိုတက်တယ်ချိန်မင်းကိုဖမ်းကြပါလို့ပြောကြတယ်စီအောင်ဟေးဟုတ်လားကွာဟုတ်တယ်ပါတနေ့ဆိုကျွန်တော်အရန်တုံ့နှုတ်သွားတယ်ဒီနေ့ကကျွန်တော်အလုပ်ကအပြန်အခန်းထဲမှာသားလေးတယောက်ထဲထိုင်ပြီးသူ့မှာချိန်မင်းဆိုတဲ့တငယ်ချင်းတယောက်ရှိကြောင် ချိန်မီရရက်ဆက်ဆက်သက်လို့တေရရဲ့ကြောင်းတယောက်တည်းပြောနေတာကျွန်တော်နားနေဆက်ဆက်ကြားရတာဒါဆိုဒီမှုကိုမင်းသားကဖော်လိုက်တာလားသူကတယောက်တည်းပြောတာပါဒါပေမဲ့လက်ပြမတန်းတော့ဘူးလေပြီးတော့ကျွန်တော်ရဲ့လိုဝဲချက်ကိုဖော်ပြနေတာကျွန်တော်ရဲ့သားသူကိုနှုတ်ပိတ်လို့ရပြီမဲ့ကျွန်တော်မပိတ်ရဖို့ပြီးတော့သားကိုယ်တိုင်ကကျွန်တော်ကိုလူသက်သမားဖြစ်ဖော်ပြပြီးဖမ်းဖို့ပြောနေတာကျွန်တော်ဘလောက်ခံစားရရဲဆိုတာဆရာဒီဆုံးမှာ ကြတော့ခံနိုင်ရင်လည်းမရှိတော့ဘူးဒါကြောင့်ကျွန်တော်တီရီကိုအမှန်ဆုံးဖွင့်ပြပြီးကျွန်တော်ကိုယ်တိုင်ရဲစခန်းမှာပြောင်းချက်ပြီးအဖမ်းခံတာပါအေးအလောင်းကိုပြန်ပေါ်သေးလားဟုတ်ကဲ့ဖော်ရောင်းပေါ့စရာအယိုးပဲရှိတော့တယ်လေကျိုးရီလည်းဆွေးနေပြီဒါပေမဲ့ဒီအမှုကမဆွေးသေးဘူးဒါကမကောင်းမှုဆိုတာစိတ်ကြွရမရှိဘူးရာဆွေးပြီးပြေးမလို့ဖို့ဆိုတဲ့စကားပေါ်စရာရဲ့อืมမင်းအဖြစ်ကရှင်းနာကြပဲစိတ်ကူးရင်လည်းဆန်လိုက်တာ ဒါကြောင့်ပညာရှိတွေက တကယ်အဖြစ်ပြက်ဟာဈေးကွင်းရင်တက်စမ်းကြည့်တယ်လို့ပြောကြတာပေါ့ဆရာ။ဘာပဲဖြစ်ဖြစ်ကျွန်တော်ဖြေးသားပါတယ်ဆရာ။ဘသူမှမအပြေးမရှိဘူး။ဘသူမပြုတ်မိမိမှုပဲလေ။ကိုမကောင်းမှုပြုခဲ့လို့ကိုပြန်ခံရတာဒီဘဝဒီမျှသာဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်။သူကတော်လေးကိုနန်းနေတော်ရင်မြေကြီးများမြဝန်းအိမ်မှာ ခိုသီးနေတယ်။ကျွန်တော်ကိုယ်တိုင်လေသူ့အကြောင်းကိုနားထောင်ရင်းနဲ့စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ဘာတတ်နိုင်မလဲ။လောကမှာကောင်းမှုပြုသူကကောင်းမှုကိုခံစားရသလိုမကောင်းမှုပြုသူကလည်းမကောင်းမှုတန်ကိုခံစားရမှာတမနာမဟုတ်လား။ဒါကြောင့်ကျွန်တော်အနေနဲ့ကိုချိန်မင်းအတွက်သူဆူတောင်းတယ်လို့ဒီဘဝဒီအမြသာပြီးဆုံးပါစေလို့ဆူတောင်းရုံမှာတပါ တခြားမတန်းနိုင်ခဲ့ပါဘူး။ ဟုတ်ကဲ့နောက်ထပ်တင်ဆက်ပေးမယ့်ဇလံကတော့ကံအလဲ့လိုအမြီးကြရင်သရီတောင်းဝိကရှာဖွေရာ ရင်းနှင်းဖွေရာမိုခင်ဖြည့်ရမန်ဇလံကောင်းလေးကို တင်ဆက်ပေးမှာ ဖြစ်လို့ခန်းစားနာဆင်အားပေးကြပါဦးရှင်ဟေးကောင်းလေးမင်းနာမည်ဘယ်လိုခေါ်လဲဟုတ်ကဲ့ကျွန်တော်နာမည်စိုးထက်ပါဆရာ အသက်ကရောဘယ်နှစ်နှစ်ရှိပြီလဲဟုတ်ကဲ့20နှစ်ပါဆရာဘာပြင်းမှုနဲ့ထောင်ထဲကိုရောက်လာတာလဲကွာဟုတ်ကဲ့ ျွန်တော်လူသက်မှုပါစီယာကျွန်တော်ရှင်နေထေကနေဖြစ်သွားရင် ကျွန်တော်ကြဆောင်၄ခုရောက်ပြီးတဲ့နောက်ပိုင်းကျွန်တော်တပည့်အခန်းစီမောင်စုံဝင်းတဲ့သူကြားသည့်ရောက်လာရင်စီရင်ကုန်နေကြပါအမှုမျိုးစုံလူမျိုးစုံကိုကြုံဘူးရင်ကျွန်တော်ဘလို့မှမခံစားဘူးကေအသက်တရာမနေရအမှုတရားပူရဆိုတဲ့စကားလို့ လူတွေအမှုခင်မျိုးစုံကိုကြုံရတယ်။ဓမ္မရာပဲပြောရမလားဖြစ်စဉ်လိုပြောရမလားမသိ။ဂျက်တော့အတွက်ရိုးနေတာကတော့အမှန်။ဒါပေမဲ့ကျွန်တော်ဖို့စိုးထန်းနေကြမှာဘာကြောင့်တုံလုံးခဲ့သလဲ။ဒီကလေးကကျွန်တော်မှအကြောင်းတစ်ခုရှိနေတယ်ဆိုတာကို သူရိပ်ရှားမိပုံရတယ်။စိုးထန်းနေပသက်ပြီးကျွန်တော်မှထူကြတဲ့အကြောင်းတစ်ခုတော့ရှိတယ်။ထူအကြောင်းကတခြားတော့မဟုတ်ဘူး။စိုးထန်းရဲ့အသင်းပြင်းလက္ခဏာနဲ့ ိုးတက်ကျူးလွန်ခဲ့တဲ့အမှုကကြဒါတလန်တန်တလန်ဖြစ်နေတယ်လို့ပြောရင်တော့မမှားပါဘူး။ဇိုးထက်ရဲ့အသွင်းကတကယ်ကိုနုနေပြီးသူ့ရဲ့အသားအဝေးကဖြူဖွေးနူးညံ့ကကိုနေဟန်မှုရာကနှွေးနှောင်းလွန်းနေ။နမေကြီးသဒ္ဓမတူရဲ့ကိုဟံပုံတံတိုင်းသာဖြစ်တဲ့။ဒါကြောင့်သူကိုယ်တိုင်ရဲ့နှုတ်ဖြားမှာလူသမ်းမှုလို့ပြောလိုက်တာကြောင့်သာယုံလဲရတော့လေ။တဆင်စကားနေဆိုရင်ယုံနိုင်ပွဲမရှိ။ယခုလက်ရှိရှင်နေမှာ ကျွန်တော်ကိုယ်တိုင်ရုံဝခန့်နေပြီဇိုတာကိုစေကနေတစ်ချက်ကြည့်ပြီနေပါအောင်ကွာမင်းကျူးလွန်နေပြမှုက လူသက်မှုဟုတ်လားဟုတ်ဟုတ်ပါရဲ့ဆရာငါတော့နားရှိလို့ကြားရတယ်မယုံကြည်မှုကဒီလူသက်မှုကမင်းကိုယ်တိုင်ကျူးလွန်တာရောဟုတ်ရဲ့လားဟုတ်ဟုတ်ပါရဲ့ဆရာကျွန်တော်ကိုယ်တိုင်မျိုးအောင်ကိုတက်တာပါ အခုအချိန်မှာကျွန်တော်မယုံလို့မရတော့ကံကံရှင်ကိုယ်တိုင်ကဝန်ခံလေးပြီ ။ခရင်ခရှင်ကိုယ်တိုင်ဝန်ခံမှတော့သူ့ကို လူသက်သမားဖြစ်တမဲရတော့မိန်ဒိုစင်စိုးရက်ကို မိုက်ကန်းနဲ့လူသက်သမားလို့ကျွန်တော်မဆိုထားပင်အကြောင်းတစ်ခုနဲ့ဆက်နေပြီးလူသက်မှုကျွလွန်နေလို့စဉ်းစားမိတယ်။မင်းကိုယ်တိုင်ရာဆွေးမှုကျွလွန်နေလို့မင်းရဝန်ခံခဲ့တယ်။ဒါဆိုမင်းလူသက်မှုကျွလွန်တာတော့မှန်ပြီ။ဒါပေမဲ့မင်းဒီလူသက်မှုကိုအเจ้าမဲ့ကျူးလွန်တာမဟုတ်ပါဘူးလို့ငါတို့တွေးမိတယ် ။ဆရာကကျွန်တော်မျိုးအောင်ကိုတက်လိုက်တာကအကြောင်းရှိမယ်လို့ပြောချင်တာလား။အေးဟုတ်တယ်ကွာ။ဥပမာကွာမင်းလျှက်တစ်ပြက်ဒေါသဖြစ်လို့မျိုးအောင်ကိုတက်ချင်တတ်မယ်။ဒါမှမဟုတ်နာကြီးကျဲကြီးကြီးမားမားရှိလို့တက်ချင်လေတက်မယ်ပေါ့ကွာ။သူတွေ့ကနေဖြစ်သွားရင်တန်နိုင်ချာမအပြင်ကိုဝေကနေကြီးလိုက်ပြီး အပြင်မှမောင်ရီတန်းနေပြီးဖြစ်တဲ့ငါအုံများအုပ်စုဖွဲ့ပြန်သွားတာကိုလမ်းမြင်ရတယ်။တခုခုကြောင့်လို့ပြောလို့ရပါရဲ့ဆရာ ဒါပေမဲ့ကျွန်တော်ကတော့မကောင်းမှုကံပြန်လာရည်လို့ယူဆလိုက်တယ်။ဟေးမကောင်းမှုကံပြန်လေလာတယ်ဟုတ်လားငါတော့နားမလဲတော့ဘူး။ဒါဆိုကျွန်တော်ပြောပြပါမယ်ကျွန်တော်ပြောပြပြီးရင်ဆရာအားလုံးလိမ့်ပတ်လဲသွားမှာပါ။အဲ့ဒီလိုပြောပြီးသူကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့အဖြစ်တနည်းစုံကိုနတ်တန်နော်ပြီးပြောပြတော့တယ်။ဇူတဲ့မိဘတွေကရွှေမရှားငွေမရှားနေနိုင်ပြီးတိုင်းတဲ့ကားနေနေနိုင်နေ ြောရရင်တော့မိဘတွေကကံမီထောင်တာပြီးစူတက်မိဘကံမီကလည်းအောင်မြင်မှုရရှိတယ်မိဘနှစ်ပါးကစူတက်ကိုချစ်ပြီးစူတက်ကအငဲဆုံးသားဖြစ်တယ်စူတက်ရဲ့အထက်မှာ အမားတယောက်ရှိပြီးစူတက်အမားအမေကစူစူမြတ်ဖြစ်တယ်သားသမီးဆိုလို့ဒီနှစ်ယောက်သာရှိလို့မိဘတွေကအလိုလိုက်ပြီးလူတိုင်းတရရစီတော့တယ်ကျွန်တော်တို့ဇနီးမောင်နှံစလုံးကတကောင်ချက်တည်းလေးအရင်ဒီဆုံးဆွေမျိုးဆိုလို့ဒီသားနဲ့သမီးပဲရှိတာ တားကကျမတို့အတွက်လက်လေးရှင်တားသုံးသလောက်အစာတိုးပြီးတော့ပြန်လာတာဒါကြောင့်တားအတွက်ဆိုကျမတို့လက်မတားဘူးဟုတ်တော့လေဟုတ်တယ်ဆိုတဲ့မိဘတွေကတားသမီးတွေအတွက်ဆိုဘယ်တော့မှလက်တားရဲမရှိအထူးသဖြင့်ဇိုးတန်းနဲ့ပတ်သက်ရင်ပူပြီးတော့ရရောတယ်ဇိုးတန်းကလည်းငွေကိုရှည်လိုသုံးတယ်ပြည်စည်းဆိုလေပြည်စည်းမှမသိလူချင်းရင်လဲချက်ချင်းမလူချင်းလဲချက်ချင်းဒါပေမဲ့စူးစူးမြက်ကတော့ဇိုးတန်းလိုမဟုတ် ရိုးရိုးအေးအေးနေတတ်တယ်လို့စံနာလဲမမြအရာရာမောင်ငယ်ဆူထက်ကိုပဲဦးစားပေးတတ်သူဖြစ်တယ်။မောင်လေးကအရေးကြီးပါတယ်။မောင်လေးကသာ ဦးစားပေးပါ။မမကကျွန်တော်ကိုသိချစ်တာဗျ။ကျွန်တော်ကလည်းမမကိုသိချစ်တာ။မမဟာလိုက်လဲသိတယ်။ဒါပေမဲ့အမကကျွန်တော်ရဲ့ဇယိုက်တစ်ခုကိုတော့မကြိုက်ဘူးဗျ။ခတ်တာကလည်းကျွန်တော်ပဲ။ကျွန်တော်ကလည်းမိမနဲ့ပတ်သက်ရင်မထင်းချင်ဘူးစရာ။သူတို့ကလည်းသူတို့ပဲလေ။ စိုးထက်ကငယ်လေးငယ်ရုပ်ကလည်းချုံဝေကလည်းပေါ်နေလို့မိမကြီးကမျက်စီကြာပြိုတိုင်းကြိုက်တဲ့နှင်းကြီးကန်ဖြစ်နေတယ်ဒီတော့စိုးထက်ကရီစာထဲလဲထားပြီးမိမဆိုလေဟောတရဟောတရနဲ့တွေ့တယ်ဒါကြောင့်အသေးကွဲပါပြီဆိုပြီးမိမကြီးကမနေတော့အမမောင်လေးကိုတခုပြောပြမယ်မောင်လေးကိုချုပ်ချစ်တာမဟုတ်ဘူးမောင်လေးတစ္ဆာတရားကိုဥဋ္ဌိထားစေခြင်းနဲ့လူတယောက်ကိုယ်တိုင်မခံစားစေခြင်းမို့ ဒီတက်မောင်လေးကိုလူမုံမလေးဆိုးတယ်သူတို့ကကိုဒုက္ခကိုကိုရှာတာပါအမယာဒါဆိုသူတို့ပဝင်ခြင်းကတိမမဟုတ်ဘူးပြီးတော့ဒီကိစ္စကဝေးလေတဲ့တဲ့နော်အမကလေဗျာကြံဖန်ပြီးတော့အတွေးခေါက်နေပြန်ပြီသူကဒီနေရာရောက်တော့ငိုင်းတော့တယ်မင်းမပြောတာမှန်တယ်ကောင်းလေကိုပြူးရဲကံကိုခံရတာဓမ္မလားပဲတို့သူဆိုတော့သူကတပြင်းကိုရှူဆိုင်ပြီး ဒီတော့ကကျွန်တော်မသိဘူးလေအခုပါသဘောပေါက်နားလည်မိတာဒါပေမဲ့နောက်ကျသွားပြီဗျမင်းပြောတာဆရာနားမလဲဘူးဒီလိုပါကျွန်တော်ကသူများသားပြုတ်သမီးပြုတ်တွေကိုအိုင်တွေတိုင်းချီစီပြုတ်ခဲ့လို့ကိုချေဆောင်မကိုလေသူကစော်ကားသွားတယ်ဗျဟေးသူကဘာတူလဲမြို့မြို့အမဆရာဒီကောင်ကကျွန်တော်ရဲ့အရင်းနှီးဆုံးတငယ်ချင်းမို့မမကကျွန်တော်လိုပဲနေထွေးစာကျူးစွလက်ခံနေဒါကိုဒီကောင်ကအခွင့်ကောင်းယူတယ် အတွေ့အကြုံရှိရိုးသားတဲ့မမကိုဖြားယောင်စော်ကားတယ်။အိုးချစ်မဖြစ်ရလေကွယ်မျိုးအောင်ကတစ္ဆာမေးလာကြည့်လားဇတုသားမစားကောင်းဘူးကွာကျွန်တော်မကြေနပ်တာကကျွန်တော်သူတို့အချမ်းကိုသိတော့သူ့ကိုသွားတွေးရစီရပြောရရှင်တော့မမကိုမခံစားစီခြင်းဘူးရှင်ရှင်ပြောရရှင် သူနဲ့မမနဲ့လက်ထက်မယ်ဆိုရင်ကျွန်တော်မကန့်ကွက်ဘူးအခုတော့ဗျာသူကညင်းလို့လားငင်းုံနေခန္ဓာသေးပါရဲ့ဆရာအခုတော့သူကစော်ကားတာသူပြောတာဆရာစဉ်းစားကြည့်လေ သူကဘာပြောလို့လဲကွာကျွန်တော်သူနဲ့သွားဆင်းနေတယ်ဆရာမကြေနပ်မှုဒေါသတို့ရင်းနဲ့အပြည့်ဖြစ်တော်လေသူကဟန်မပြဲဒီငိမ့်စွာမျိုးအောင်ရှိမှထိုင်လိုက်တယ်ဘယ်နဲ့လဲကွာရေကြီးတုတ်ပြန်နေဘာကြောင့်ရှိလို့လဲငါမင်းနဲ့ဆွေးနွေးကြရရှိလို့ဆွေးနွေးကြရှိလို့ဟုတ်လားအေးဟုတ်တယ်ကွာဒါဆိုပါလေပြောစမ်းမအောင်ရှင်းရှင်းပြောရချင်းမမကိစ္စပဲဒါကပြီးသွားပြီပဲကွာဘာဆွေးနွေးကြရှိလို့လဲဘာ ပြီးသွားပြီဟုတ်လားအေးလေကွာပြီးသွားပြီပဲငါအခုအေးမီနဲ့ယူဖို့စီစဉ်နေပြီကွာစိုးထက်ရမင်းဘာဖြစ်နေရလဲကြောက်နေရလားဒီကိစ္စနဲ့ပတ်သက်ရင်မင်းကငါ့ထက်အတွေ့အကြုံရှင်းသူပါတော်ပြီမျိုးအောင်မင်းဆက်မပြောနေတော့မင်းအေးမီကိုမယူရဘူးမင်းဆိုလိုတာကငါစိုးစိုးကိုယူရမယ်ပုံဟုတ်လားဒါမဖြစ်သင့်တဲ့ကိစ္စပဲကွာဒီမှာစိုးထက်မင်းလုံနေတာမတရားဘူးနော်ငါနဲ့စိုးစိုးကဆန္ဒပဲဖြစ်ခဲ့တာချစ်တာမဟုတ်ဘူးကွာပြီးတော့ဒီကိစ္စကဘယ်သူသိအောင်မှတ်လို့လဲ မင်းကောင်ကနောက်ဆုံးမိမယ်မင်းမမနဲ့လက်ထက်မလားလက်မထက်ဘူးလားမင်းကအကြက်ကင်တာလားငါမယူဘူးဆိုရင်ရောငါကတော့ဆုံးဖြတ်ပြီးပြီငါလည်းဆုံးဖြတ်ပြီးပြီဆိုတဲ့မမကိုလက်ထက်ဖို့ဆုံးဖြတ်တာလားမဟုတ်ဘူးကွအီမီကိုလက်ထက်ဖို့ဩဒီလိုလားကွဒါဆိုလေရှင်းပြီပေါ့မင်းတို့အမတ်တရားလေးပြီးအောင်မှာပေါ့ကွာအဲ့ဒီလိုပြောပြီးကျွန်တော်ဆူတက်ကိုတက်လိုက်ပါရဲ့ဆရာအဲ့ဒီနေ့ကကျွန်တော်ဒေါသကိုကျွန်တော်မထိန်နိုင်ဘူး လက်သေးစိတ်တော့လက်ထိတ်နာတော့ပေါ့ဆရာရဲ့အချင်းဆုံးမကိုစော်ကားရဲ့လူကိုလုံငယ်ပြီးပြီးဆုံးဖြတ်ဖြည့်ချင်းလိုက်တယ်အခုဒီကောင်လေးတည်ပြီးအယုဒ္ဓမာကောင်ကိုကျွန်တော်ကိုယ်တိုင်ငယ်ပြီးပို့လိုက်ပြီဗျသူ့ကိုမင်းဟာငယ်ပြီးပို့တယ်လို့မင်းလေလောကငယ်ကိုခံရအောင်ပဲလေကွာဒါဟာဒေါသရဲ့အမှားပဲဒါကိုကျွန်တော်သိရဲ့ဆရာဒီတော့ကျွန်တော်မခံစားဘူးဖြစ်သည်မကြောင်အကောင်းပဲလို့ကျွန်တော်မဲ့ယူလိုက်တယ်ဘသူမပြုတ်မိမိမှုပဲလေကျွန်တော်မကောင်းမှုတန်ကိုကျွန်တော်ခံစားရတာပါ ကျွန်တော်စီမကောင်းတာကမမတွက်ပါစီအောင်ဒါဟာကဲကျွန်မရဲ့တန်တရားလေခြင်းဆိုတာမင်းလက်ခံပြီလားဟုတ်ကဲ့အခုတော့ကျွန်တော်ကိုချင်းစားတတ်ပါပြီစီအောင်ကောင်းတာလုံးမှာကောင်းတာဖြစ်တယ်ဆိုတာကျွန်တော်သိပါပြီအမားသိရင်အမှန်ပြင်ရမယ်ကျွန်တော်ဘောကိုကျွန်တော်အခုချိန်ကစားပြီးပြုတ်ပြင်မယ်စီအောင်ပြင်းမှုကြီးကိုချွေးနဲ့ဆက်ပြီးရင် ကျွန်တော်လူကောင်းဖြစ်ပါတော့မယ်ဘာကြောင့်မှန်းတော့မသိကျွန်တော်ပြောရှင်းသလိုခံစားမိလိုက်တော့တယ် ဟောကိန်ဇလန်လေးကိုအဆုံးဒီနာဆင်ပြီးကြတဲ့ပြည်သူများလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုပါရစေရှင်